တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထက်ဆက်ခုနစ်တမတရား၏အတိသလုံး၏သမတရားကို သလုံးသွင်း၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းထောင်ခြင်းဖြင့်အသီးကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါ သင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နဆက်လူကာတဆက်အချိုးတီသူတို့အာမင်းတော်မူသည်ကစပားရိတ်ဆရာများစွာရှိ၏ရိတ်တော်သူတို့သည်နီးကြ၏ထိုကြောင့်လောက်ဆောင်တော်သူတို့ကို စပားရိတ်စေခြင်းငါစပားရှင်စေတုတော်မူမည်အကြောင်းဆုတောင်းကြလောလူကာတဆက်အချိုးငါညီတိအင်တို့ဝင်သောအခါ ဤအင်တိုင်းမင်္ဂလာဖြစ်ပါစေသောဟုရှေးဥစွာပြောကြလော။လူကာတဆေအချို့၆ထိုအင်တိုင်းမင်္ဂလာသားရှိသည်တင်သူမြတ်သောမင်္ဂလာသည်တည်လိမ့်မည်။လူကာတဆေအချို့ခုနှစ်လူမဟုတ်တင်သူထံသို့ပြန်လာလိမ့်မည်။ ထိုအင်းနေ၍အစာအသောက်စီရင်ရာကို စားတော့ကြလောအကြောင်းမူကားလှုပ်ဆောင်တော်သူသည် အခကိုခံထိုက်ပြီသာအင်းမာတာအင်းတို့လည်းလေ၍မာထွားကြသည်လူကာတဆေအချိုးရှိ အချိမျိုးတို့တင်တို့ဝင်၍မျိုးသားတို့သည်လက်ခံ၏ထိုမျိုးတိုက်တင်တို့ရှိမှထဲ့သည်များကိုစားကြလော လူကာတဆဲ့အချို့ကို လူနာများကိုချမ်းသာပေးကြလောဘုရားသခင်၏နိုင်ငံတော်သည်တင်တိုးတိုက်တည်ထောင်သော အချိန်ဤပြည်ဟုသူတို့အားဟောပြောကြလောလူကာတဆဲ့နိုင်တဆဲ့မနီအချိန်မျိုးတို့ဝင်၍မျိုးသားတို့သည် လက်မခံကံထိုမျိုး၏လမ်းတို့ထွက်ပြီးပြီငါတို့တိုက်ကတ်သောတင်တိုးမျိုး၏မြေမောက်ကိုငါတို့ခါလိုက်၏ လူကာတဆေနာယီဆေတမနီသို့တော်လဲပူရသခင်ဤနိုင်ငံတော်သည်တင်တို့ဤအနိသို့ရောက်ကြောင်းကိုသိမှတ်ကြဟုသူတို့အားပြောကြလောလူကာတဆေနာယီတဆေမနီသို့တော်လဲနတ်ဆိုးကိုနိုင်ရသောကြောင့်သာဝမ်းမြောက်ခြင်းမရှိချာနှင့်သင်တို့ဤနာမည်များသည်ကောင်းကင်စရင်၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလောဟူမင်းတော်မူ၏ လူကာတဆယ်နာရီတဆယ်ရှိမနစ်ကိုတော်ကလည်းတင်းဤစကားတီမှပီထိုတို့ပြုပြင်အသက်ကိုရမည်ဟုမေးတော်မူ၏